ဆရာပထမဦးဆုံးအနေနဲ့ပေါ့နော်ဒါငယ်ဖြာယောဂဘေးရာဒီမှာဒီအဖြစ်များတာတွေ့ရလဲနောက်ပြီးတော့ဘလောက်ထိစိုးရင်မှုတွေရှိလဲပေါ့ဆရာအာငယ်ဖြာယောဂကတော့ဒီရာဒီအတိုင်းတော့ပေါ့နော်ဖြစ်တတ်တယ်အဲသို့ဝိမဲ့လည်းဒီမိုးတွင်းပိုင်းမှာတော့ပို့ပြီးတော့ဖြစ်များတာတော့တွေ့ရတယ်နောက်ငယ်ဖြာယောဂဖြစ်လို့စင်ဘလောက်တိဆိုရင်ရလဲဆိုတော့ငယ်ဖြာယောဂဖြစ်လို့စင်တော့ဒီဆောစီစွာစပ်ဖွေစစ်စစ်မှုမလုပ်ဘူးအာဒီဆောစီစွာကုသမှုမခံယူဘူးဆိုရင်တော့သူ့ရဲ့အသက်အန္တရာယ်ကိုဆုံးဆုံးသွားနိုင်တဲ့အထိတော့ဆိုရင်ရတာလေ စိုးရင်ရတယ်ပေါ့နော်ဟိုဒုတိယမိကုအနေနဲ့ပေါ့နော်ဒီငက်ဖြာယောဂါမကူးဆက်အောင်ဘယ်လိုကြိုတင်ကာကွယ်မှုတွေလုပ်ရအောင်လဲဆရာ ငှက်ဖြာယောဂဆိုတာကတော့ဒီချင်ကိုင်းချင်းအတစင်ကူဆဲတဲ့အတွက်ကြောင့်မလို့ငှက်ဖြာယောဂမဖြစ်အောင်ဘယ်လိုမျိုးကာကွယ်ရမလဲဆိုတော့ဒီနံပါတ်1အချက်ကတော့ချင်အကန့်ခံရအောင်နေရမယ်အာသူတစ်ဖြစ်ကျွန်တော်တို့ညအိတ်ခံနေကြလို့ဆင်းတော့စေးစိတ်ချင်တော့လည်းမအိတ်ဖို့တော့လို့တယ်ပေါ့နော်နောက်တစ်ခုကတော့နစ်ခင်ဘက်မှာကြလို့ဆင်းတော့ကျွန်တော်တို့ဒီအင်ဂျီလက်စီပေါင်းဘီလက်စီကိုဖုတ်လို့မယ်ဒါမှမဟုတ်ဆင်းလဲချင်လိမ့်စီတမျိုးမျိုးအသုံးပြီးတော့လည်းအလိမ့်လို့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့အာဒီငှက်ဖြာယောဂဒီချင်ပေါက်ဖွားမှုမဖြစ်အောင်ကျွန်တော်တို့အာကာကွယ်ရမယ်ပေါ့နော် တတ္တယမင်းကုန်းကနေတော့ဗောနော်ဆရာနော်ဒီငှက်ဖြာယောဂလက္ခဏာတွေကဘာလဲဘယ်မျိုးစားတော့ဒီအဖြစ်များလဲဗောဆရာဟုတ်ငှက်ဖြာယောဂလက္ခဏာတွေကတော့အထူးသဖြင့်ဒီအဖြာတက်မယ်ပြီးလို့စင်တော့ချမ်းတုံမယ်ပြီးလို့စင်တော့ပြိုတာအန်တာတွေဖြစ်မယ်ပြီးလို့စင်တော့ကိုယ်လက်ငါချင်းကိုက်ခဲတာတွေကောက်ကိုက်တာတွေဖြစ်တတ်တယ်ဗောနော်နောက်တစ်ခုကတော့ဒီအစာတောက်ပြက်တာတွေပြီးလို့စင်သွေးအားနည်းတာတွေခါကြလို့စင်အသားဝါတာတွေအဲ့လိုမျိုးလက္ခဏာတွေကတော့တွေ့ရတယ်ဗောနော်အဒီငှက်ဖြာ ဘယ်မျိုးစားမှာပို့ပြီးတော့ဖြစ်냐လဲဆိုတော့ငှက်ဖြာယောဂမှာဆိုတော့ပိုးမျိုးစား၅မျိုးရှိတယ်။အဲဒီ၅မျိုးထဲမှာမှကျွန်တော်တို့ရဲ့ဒီထမ်းမြမဘော်ဒါနဲ့စားမှာဆိုရင်တော့ကျွန်တော်တို့ဒီအဖြစ်များဆုံးပိုးနှမျိုးတော့ကျွန်တော်တို့တွေ့ရတယ်။အထူးသဖြင့်ဒီ Plasmodium falciparum နဲ့ Plasmodium vivax ပေါ့နော်။အဲဒီပိုးနှမျိုးတော့ကျွန်တော်တို့တွေ့ရဆုံးဖြစ်တယ်ပေါ့နော်။ဆိုနောက်ဆုံးအနေနဲ့ပေါ့နော်ဒီငှက်ဖြာယောဂနဲ့ပတ်သက်ပြီးတော့လေပြည်သူတွေတည်တင်းတိထိုက်တဲ့ဟာတွေကိုဆရာအနေနဲ့ပါတည်င်းစကားပါခြင်းလို့ဟုတ် အငှက်ဖြားယောဂဆိုတာကတော့ဒီလူရဲ့အသက်အန္တရာယ်ကိုဆုံးဆုံးနိုင်တဲ့အထိဖြစ်တဲ့ကုသယောဂတမျိုးဖြစ်တယ်ပေါ့နော်။ပြီးလို့စင်ငှက်ဖြားယောဂတွေလည်းခြင်ကိုက်ခြင်းအနေနဲ့တစင်ကုသတာတွေလည်းဖြစ်တယ်ပေါ့နော်။အဲဒီကြောင့်မလို့ငှက်ဖြားယောဂတွေအာကကွယ်လို့ရတဲ့ယောဂဖြစ်တယ်လို့ ကုသလို့ရတဲ့ယောဂတစ်ခုဖြစ်တယ်ဆိုတာလည်းသိချင်းသိအသိပေးချင်တယ်ပေါ့နော်အဲနောက်တစ်ခုအနေနဲ့ကတော့တကယ်လို့အဲငှက်ဖြာယောဂလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင်တော့ကျွန်တော်တို့ရဲ့နိစန်းရာ COC ခန်းတွေမှာသွားရောက်ပြီးတော့မှပဲငှက်ဖြာပိုစီမစီသွေးဖောက်စစ်ဆေးဖို့နဲ့တကယ်လို့ငှက်ဖြာပိုစီမယ်ဆိုရင်တော့ထိရောက်တဲ့ကုသမှုကိုခံယူဖို့တိုက်တွန်းချင်တယ်ပေါ့နော်